အားလုံးပဲမင်္ဂလာပါဒီချိန်ကတော့ grade 12 physics ကိုသင်ကြမယ်ဒီချိန်ဝါမွဲဖြစ်ပါတယ်ယနေ့သင်ကြားမှာလေးကတော့ chapter 5 heat transfer and thermodynamic အခန်းလေးကခေါင်းစဉ်ခွဲလေးတစ်ခုဖြစ်တဲ့5.1 heat transfer တွေကပတ်တူးကြောင်းလေးကိုလေ့လာကြည့်ကြရအောင် ခုနရရှင်းခဲ့တဲ့ခြေတို့အပူရှောက်ကူးမှုတွေအပူစီးကူးမှုတွေနဲ့နောက်ဆုံးတစ်ခုဖြစ်တဲ့အပူဖြောက်ကူးခြင်းတွေကိုထပ်ကြည့်ကြရအောင် heat radiation အပူဖြောက်ကူးခြင်းဆိုတာက heat radiation is a transport or heat that does not require a material medium အပူတွေဖြောက်ကူးတဲ့အခါမှာဈာခံနေတွေမလိုဘဲနဲ့အပူတွေဖြောက်ကူးနိုင်တာဖြစ်ပါတယ် heat transport by thermal radiation which are electromagnetic waves that pass through a medium or even vacuum လိုနေတော့အပူတွေကူးပြောင်းနိုင်လဲဆိုရှင်လက်စစ်တန်လိုက်အာအလက်ထရိုမဂနက်တစ်ရေဒီယေးရှင်းတွေကိုဖြတ်တန်းသွားတဲ့ဂျားခန်နယ်ဒီတောင်ဒါမှာက event vacuum ဆိုတဲ့တီချဲကိုလေဟာနယ်ထိတောင်မှာအပူတွေဖြာကူးနိုင်တာဖြစ်ပါတယ်။ Unlike condition and conversion that transport or energy by variation does not require an intervening medium ဆိုလိုချင်တာကတီချဲတို့ condition နဲ့ conversion နဲ့ရှောက်ကူးမှုတွေစီးကူးမှုတွေနဲ့တော့မတူဘဲနဲ့တူသည် ဂျားကန်နဲ့မလိုဘဲနဲ့တောင်မှအရာဝတ္ထုတွေကိုအပူတွေကူပြောင်းနိုင်တာဖြစ်ပါတယ်။ In fact energy transport by radiation it the faster at the speed of light and it suffers no attenuation in invigorant အပူတွေဒီလို စီကူအပူဖြောက်ကူးတဲ့ခါမှာလှိမ့်လင်းမြန်မြန်နဲ့ပဲကူးပြောင်းနိုင်တယ်။အဲ့လိုလှိမ့်လင်းမြန်မြန်ကူးပြောင်းတဲ့အပြင် no attention in a vagrant လေဟာနေနေတော့မှသူတို့ရောက်ရှိသွားတဲ့ခါကျရင်သူတို့ရဲ့အပူဖြောက်ကူးမှုတွေကတံမိုးရောချမသွားဘဲနဲ့လှိမ့်မြန်စွာနဲ့ပဲကူးပြောင်းနိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။ This is how the energy or the sun reaches the earth by heuristic as shown in figure 5.5အောက်မှာ figure 5.5လေးမှာဒီကျေတို့ကိုဖော်ပြထားတယ်အပူတွေဘလို့ကူးပြောင်းလဲဆိုတာကကဘာမြေပြင်ကိုနေအောင်ကြီးရရှိလာတဲ့အခါမှာတနည်းအားဖြင့်ဓာရီသည် by heuristic အပူဖြောက်ကူးခြင်းနှီးစင်ပဲဖြစ်ပါတယ်ဟုတ်ပြီ figure လေးတစ်ချက်ကြည့်မယ်မိဖို့ကနေပြီးတော့ဒီကျေတို့ထင်းတွေကိုမီးရှို့လိုက်တဲ့အခါမှာအပူတွေထွက်လာတယ်ဓာရီသည် radiation နှီးစင်ပဲဖြစ်ပါတယ်နောက်တစ်ခု နေအောင်ကြီးကနေပြီးတော့ကမ္ဘာမြေပြင်ကိုနေအောင်နေတယ်အလင်းရောင်တွေရရှိခြင်းဒီလဲ radiation အဖို့ဖြာကူးခြင်းနှီးစင်မဲ့ဖြစ်ပါတယ်ဆိုတော့ကိုလေလာသိရှိရမှာဖြစ်ပါတယ်။ဟုတ်ပြီဒီ figure လေးက heat radiation နဲ့ပတ်သက်တဲ့ figure လေးပဲဖြစ်ပါတယ်။နောက်တစ်ခုလေလာကြည့်ကြရအောင်။နောက်တစ်ခုကတမင် tamarination at the form of radiation emitted by body because of their temperature တို့ရဲ့အပူချိန်တွေပေါ့အပူချိန်တွေပေါ့မူတည်ပြီးတော့အပူတွေစုံယူမှုတွေဖြစ်ပေါ်တဲ့အခါကိုတာမီရီရေရှင်လို့ခေါ်တာဖြစ်ပါတယ်။ All body earth a temperature about absolute 0 in mid tame radiation ဆိုလိုချင်တာကအရာဝတ္ထုတိုင်းမှာ absolute 0တောင်းတုံညတန်မှုအခြေအနေနဲ့တရှိနေတယ်ဆိုတော့ကိုသိရှိရမှာဖြစ်ပါတယ်။ All solid liquids and gases emit or absorb radiation to varying degree solid ဖြစ်စေ liquid ဖြစ်စေ gas ဖြစ်စေအဆိုင်ကဲတော်၎င်းအရေတော်၎င်း gas တော်၎င်းဘလို့အရာဝတ္ထုတွေပဲဖြစ်နေပါစေစုပ်ယင်မှုတွေရှိတယ်ထုတ်လုပ်မှုတွေရှိတယ်ဒါတွေသည်သူတို့ရဲ့ two variant degree ကွဲပြားနေတဲ့အပူတွေဖြာကူးခြင်းကြောင့်ဖြစ်ပေါ်တာဖြစ်ပါတယ် thermoration differ from other form of electromagnetic radiation such as x rays gamma rays microwave and radio ray that are not related to temperature ဒီလိုအပူတွေဖြောက်ကူးမှုတွေကအလက်ထရိုမဂနက်တွေ radiation နှီးစင်တွေမှာဖြစ်ပေါ်တယ်ဘလို့ချင်နေမှာလို့ဆိုရှင် x-ray တွေ gamma ray တွေ micro ray တွေ video ray တွေဒါတွေဒီ temperature ပေါ်တွေမှာတော့ဆက်နွယ်မှုမရှိဘဲနဲ့အလက်ထရိုမဂနက်တွေနှီးစင်ရကွဲပြားပြီးတော့ဖြစ်ပေါ်နေတာဖြစ်ပါတယ် radiation is mostly considered to be a surface phenomenon for solid that are obscured through thermal radiation တက်ရောက်နေတဲ့အရာဝတ္ထုပေါ်မူတည်ပြီးတော့သူတို့ဖျောက်ထွက်မှုနှုန်းနဲ့ရှိတာဖြစ်ပါတယ်။ The radiation emitted by the anterior region or cell material can hardly reach the surface and the radiation incident on cell body is usually absorbed for a full micro from the surface. ဆိုလိုချင်တာကတချို့တို့ဒီအရာဝတ္ထုတစ်ခုပေါ်ကိုအလင်းတွေကြာရောက်တဲ့အခါမှာမျက်နှာပြင်ကိုရောက်ရှိတဲ့အခါမှာစုပ်ယူတယ်။စုပ်ယူတဲ့အခါကျလို့ရှိရင်သူတို့တွေဒီ a few micro from the survey micro tempo လုံးဝနဲပါနေတဲ့အထီတောင်မှသူတို့တွေအပူတွေကိုစုံယူနိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်။နောက်တစ်ခုက if an order has a great or emission or radiation then it also has a great or absorption စုံယူမှုအကောင်လေးထုတ်လုပ်နိုင်မှုအကောင်လေးပဲဖြစ်ပါတယ်။ the object we can observe or the electromagnetic radiation falling upon it is called a black body and the radiation emitted by a black body is called black body radiation ဆလိုဂျနာကအရာဝတ္ထုတစ်ခုပေါ်ကိုလျှက်စစ်တန်လိုက်စွမ်းအားကြောင့်အရာဝတ္ထုတွေကိုထုတ်လုံတိုက်တဲ့အလင်းတွေကိုထုတ်ယူမှုအားကိုဒီချေလို black body အနက်ထယ်လို့ခေါ်ဆိုနိုင်လို့ဒီအနက်ထယ်ဆိုတာက the radiation emitted by a black body အလင်းတွေပေါ့ကြားရောက်တဲ့အပူတွေကိုဆုတ်ယူခြင်းအပြင်ဖြစ်ပေါ်တဲ့အတွက်ကြောင့် black body urination ဆိုပြီးတော့အနက်ထည်ရောင်ကြီးဆိုပြီးတော့လည်းထပ်ခေါ်နိုင်တာဖြစ်ပါတယ် the black body is not only a perfect absorber but also a best emitter of radiation အနက်ထည်ဆိုတာကဘလို့လဲအရောက်တူလဲဆိုရှင် perfect absorber ဆုတ်ယူမှုအကောင်းနိုင်သွားမှာက best emitter အကောင်းဆုံးထုတ်လွှတ်မှုကောင်းတဲ့အရောက်တူတကူလည်းဖြစ်ပါတယ် the total emissive power it defines at the total radiant energy or different wavelengths emitted from unit area or a surface or a volume in one second တစ်စက္ကန့်အတွင်းမှာရောင်တုပေါ်ကိုရောက်ရှိလာတဲ့ကွဲပြားတဲ့လှိုင်းလျားတွေမှာရှိနေတဲ့ total radiation energy ရဲ့တန်ဖိုးကို total emissive power စုစုပေါင်းထုတ်လွှတ်မှုဆန်းအားလို့ခေါ်ဆိုမှာဖြစ်ပါတယ် The total emissive power or a black body is directly proportional to to the full power or absolute temperature. Total emissive power ဆိုတဲ့တချက်တို့အထုံးလုံးနိုင်မှုစုစုပေါင်း စွမ်းအားတွေကတဲ့ဒါရိုက်အချိုးချနေတယ် the four power or absolute temperature တီတန်မိုးလေးထက်နဲ့ဒါရိုက်အချိုးချနေတယ်ဆိုတော့ကိုသိရှိရမှာဖြစ်ပါတယ်ဒီလိုအခြေအနေအကြောင်းဒီရှင်တို့က epsilon not equal to sigma t power 4လို့ရေးသားလိုက်မယ် this equation is known as stefan boltzmann law and is called stefan constant sigma equal to 5.685 into 10 power minus 8 watt per meter square bar kelvin 4 ီချေတို့အခုဖော်ပြခဲ့တဲ့အပေါ် equation က Stefan constant law ကိုသတ်မှတ်တယ်ဒီလိုချင်နေကြောင့် Stefan ရဲ့ constant term ကဒီလောက်ရှိတယ်ဆိုတာကိုလေ့လာသိရှိရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်နောက်တစ်ခုကဒီထဲတို့ the maximum rate of radiation that can be emitted from a surface or area a black body at an absolute temperature T is given by the Stefan Boltzmann law တီဖန်ရဲ့ constant law ကိုတတ်မှတ်ပြီးတော့ဒီချဲတို့တွေအများဆုံးရှိနေတဲ့ maximum အများဆုံးရှိနေ radiation နှုံးနေရဲ့မျက်နှာပြင်ပေါ်တက်ရောက်နေတဲ့တန်ဖိုးကို A လို့တတ်မှတ်ပြီးတော့ A0 temperature ကိုဒီချဲတို့တီလို့တတ်မှတ်လိုက်တာဖြစ်ပါတယ်ဒီမှာသူ့ရဲ့ equation လေးကို h radiant equal to sigma t power 4လို့ရေးသားမှာဖြစ်ပါတယ် the radiation emitted by aurea surface is less than the radiation emitted by a blackberry at the same temperature and is expelled at အကုန်လုံးမျက်နှာပြင်ပေါ်ရောက်လာတဲ့စက်မှန်တဲ့ reaction အကုန်လုံးတွေဒီတနည်းအားဖြင့် less than ငဲနေတယ် black body မှာရှိနေတဲ့တူညီတဲ့အရာဝတ္ထုရဲ့တံမိုးတံငဲနေတယ်ဆိုတော့ကိုလေလာသိရှိရမှာဖြစ်ပါတယ်ဒီလိုချင်းနေကြောင့် h radius equal to e စက္ကမ80 power 4ဆိုပြီးတော့နောက်ထပ် equation တစ်ကြောင်းလေးလေးကြရေးသားမှာဖြစ်ပါတယ်ဟုတ်ရဲ့ e ဆိုတာကတဲ့ it the emissivity ထုတ်လုံနိုင်စွမ်းတံမိုးကိုဆိုလိုတာဖြစ်ပါတယ် emissivity it define at the ratio of the total emissive power of an object to that of the blackberry at the same temperature and wavelength တူညီတဲ့အပူချိန်နေနဲ့တူညီတဲ့လှိုင်းလျားမှာရှိနေတဲ့အနက်ထည်ဘိုးကိုတက်ရောက်နေတဲ့ထုတ်လုပ်နိုင်မှုစွမ်းအပမာဏရဲ့အချိုးတန်ဖိုးကိုဒီချေတို့ emissivity ထုတ်လုပ်နိုင်စွမ်းလို့သတ်မှတ်လိုက်တာဖြစ်ပါတယ် this is ဒါကြောင့် e equal to a salon by a salon nor the total emissive power or object other than a blood body is epsilon equal to epsilon naught blood body မှာရှိနေတဲ့တန်မိုးထက် total emissive power ထုတ်လွှတ်နိုင်မှုဆန်းအတန်မိုးကကြီးနေတဲ့အတွက်ကြောင့်ဒီလိုလေးရေးသားလိုက်တိုင်းဖြစ်တယ်ဆိုတော့ကိုလီလာသိရှိရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုလီလာကြည့်ကြရအောင်နောက်တစ်ခုကဒီချေတို့ emissivity emissivity of an object depend to a large extent on how shiny it is ထုတ်လွှတ်နိုင်မှုဆန်းအရည်ဆိုတာတောက်ပြောင်တဲ့အရာဝတ္ထုပေါ်ကိုမှီခုံနေတယ်တဲ့ if an object refract a lot of energy it will absorb and radiate very little. It is referred very little energy. It will absorb and radiate quite efficiently. ဘာလို့ပြောတာလဲဆိုလို့ရှိရင်အရာဝတ္ထုပေါ့တောက်ပြောင်တဲ့အရာဝတ္ထုကိုမှီခေါ်နေတဲ့အတွက်ကြောင့်တောက်ပြောင်တဲ့အရာဝတ္ထုပေါ်ကိုရောက်ရှိလာတဲ့အလင်းလီ a lot of energy စွမ်းအင်တွေတအားကြီးရရှိမယ်ဆိုလို့ရှိရင်တော့ it will absorb very little သူ့ရဲ့အလင်းစုပ်ယူမှုကနည်းနေလိုက်မယ်ဒါမှမဟုတ် အလင်းပြန်မှုက very little energy အနည်းငယ်တာနည်းနေမယ်ဆိုလို့ရှိရင်တော့ it will absorb and reduce quiet efficiently လုံးဝကိုစုပ်ယူမှုတွေများနေမယ်အခြေအနေကိုပြောကြားထားတာဖြစ်ပါတယ်။ဟုတ်ပြီစကြည့်ကြရအောင်။ A blur object is a go absorber and a go reader who emits to be is close to one. Why a white clear or saber go object is a poor absorber and a poor reader whose emits to be is much less then one as shown in figure 5.6 figure 5.6မှာဒီချက်တို့ကိုဖော်ပြထားတယ်။ဘာကြောင့်နေလဲဆိုလို့ရှိရင် go absorber go radiator နဲ့ပတ်သက်တဲ့ emissivity ထုတ်လုံနိုင်စွမ်းစမ်းအားသည် is close to 1တနည်းအနည်းဆုံးရှိနေတဲ့တန်ဖိုးသည် go absorber နဲ့ go radiator ဖြစ်ပါတယ်။ထို့နည်းသူစားပဲနောက်တစ်ခုပူဝ absorber တို့ပူဝ radiator တန်ဖိုးသည် emissivity is less than 1တစ်ထပ်ငယ်နေမယ်ဆိုလို့ရှိရင်တော့ပူဝါ absorber နဲ့ပူဝါ radiator ဖြစ်တဲ့အကြောင်းကို figure 5.0မှာလေ့လာကြည့်ကြရအောင် absorb ဒီဘက်ပုံကကြတော့ဒီချက်တို့ gold absorber ပုံဖြစ်ပြီးတော့ဒါက gold radiator ပုံလေးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ပူဝါ absorber နဲ့ပူဝါ radiator gold absorber နဲ့ gold radiator တမှုသည်တစ်နဲ့အနည်းဆုံးမှရှိနေရင် gold absorber နဲ့ gold radiator ဖြစ်ပြီးတော့တစ်ထပ်ငယ်နေမယ်ဆိုလို့ရှိရင်တော့ ဒီချေတို့ပိုးက absorber နဲ့ပိုးက radiator ဖြစ်တဲ့အကြောင်းကို figure လေးနဲ့တကွာရှင်းပြခဲ့တာဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်။အဲ့ဒီကတီချာတို့နှုတ်တဲ့သတိပြုရမယ် The immensity of an object depend on the wavelength or radiation လိုင်းလေးရည်ရဲ့ထုံးလုံးမှုပုံမှာလည်းမိခိုနေတယ်ဆိုတာကိုနောက်တစ်ချက်အနေနဲ့သတိပြုရမှာဖြစ်ပါတယ် Initially object may refract a great deal of visible light but it may be a good absorber emitter or radiation of a different wavelength such as ultraviolet or infrared light ဒီချေတို့ခရမ်းလိုရောင်ကြီးသေးတော့၎င်းအနီရောက်ရောင်ကြီးသေးတော့၎င်းကွဲပြားနေတဲ့ဒီကရရှိလာတဲ့ဝေးလံတံမိုးတွေရဲ့စောက်ယူမှုအပမာဏတွေကိုဒီချေတို့မြင်ရနိုင်တဲ့အနေအထားကို ဘယ်နေရာဒီမှာတွေ့နိုင်လို့ဆိုရင် shiny object တောက်ပြောင်တဲ့အရာဝတ္ထုတွေကနေပြီးတော့ဒီအလင်းနေခရမ်းလုံရောင်ကြီးတွေအနီရောက်ရောင်ကြီးတွေကိုမြင်ရတာဖြစ်ပါတယ်။ဒီအရာတွေကနေရရှိတဲ့ထုံလုံးမှုနိုင်ဇွမ်းအားတွေကိုလေ့လာသိရှိနိုင်တာဖြစ်ပါတယ်။ The net energy chain is simply the difference between the radiated energy and the absorbed energy. The net energy chain ဆိုတာအတတင်အားတွေပြောင်းနေမှုအတတင်အားပြောင်းလဲမှုကဘယ်လိုနေရာတွေမှာကွဲပြားလဲဆိုရှင် the radiated energy အလင်းဖြောင်မှု energy တွေနဲ့စုပ်ယူမှု energy ဒီကြားရဲ့ကွဲပြားခြားနားမှုအခြေအနေကိုဓာတ် energy ချင်းအသက်တင်အားတွေပြောင်းလဲမှုလို့ခေါ်ဆိုတာဖြစ်ပါတယ် this can be expert this can be expert as the narration per unit area or the surface per per second a တစ်စက္ကန့်အတွင်းမှာရောက်ရှိလာတဲ့အသက်တင် ဖြာထွက်မှုနှုန်းတွေကိုဖော်ပြတဲ့အခါမှာတရှဲတို့ h variable by a equal to e sig ma t2 the whole power 4 minus t1 the whole power 4လို့ရေးသားမှာဖြစ်ပါတယ်ဟုတ်ရဲ့ t2 is the temperature of the object and t1 is the temperature of the strong ਨੇ အရာဝတ္ထုရဲ့အပူချိန်ကို t2 လို့သတ်မှတ်ပြီးတော့ပတ်ဝန်းကျင်မှာရှိနေတဲ့အပူကို t1 လို့သတ်မှတ်တာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်နောက်တစ်ခုကတရှဲတို့ example 5.3လေး In a room, the temperature of water in a kettle is 80 degrees Celsius. The room temperature is 30 degrees Celsius and the surface area of the kitchen is 0.02 meter square. If the emissivity is 0.9, find the rate of heat loss due to radiation. ဘာကိုပြောတာလဲဆိုလို့ရှိရင်အခန်းထဲမှာရှိနေတဲ့အပူချိန်ကြီးရေနွေးအိုးထဲမှာရှိနေတဲ့ရေရဲ့အပူချိန်က80 degrees Celsius ရှိတယ်။ အခန်းမူချိန်က30 degree celsius ရှိတယ်။မျက်နှာပြင်ရဲ့ area က0.02ရှိနေတဲ့အခါမှာ emissivity ထုတ်လုပ်နိုင်စွမ်းက0.09ရှိတဲ့အခါမှာ fire ရှာခိုင်းတဲ့ the rate of heat လို့အပူတွေဆုံးရှုံးမှုကိုဒီချေတို့ကိုတွက်ထုတ်ခိုင်းတာဖြစ်ပါတယ်။ပိချက်လေးကပြီးထားသည်တယ်စကမိုင်းအကွက်တူ5.85ညတက်မှာ -8 ဝက်ပါမီတာစကွဲပါကေဗင်4ဆိုပြီးတော့ပြီးထားတာဖြစ်ပါတယ်။ဟုတ်ပြီဆက်ကြည့်ကြရအောင် The Gittes in imaging he is as an at the same time absorb absorbing heat rerouted from their stone နဲ့ပဝင်းချိန်ကရှိနေတဲ့အပူတွေကိုအဲ့ဒီတူညီတဲ့အချိန်တွေမှာပဲဆုပ်ယူလိုက်တာဖြစ်ပါတယ် it is emitting heat at a temperature 80 degree celsius m azotic heat from the stone at the temperature 30 degree celsius ပဝင်းချိန်မှာရှိနေတဲ့အပူတွေဆုပ်ယူမှုက30 degree celsius ဖြစ်ပြီးတော့ ီအခန်းရဲ့ရင်နိုးအိုးထဲမှာရှိနေတဲ့အခန်းထဲမှာရှိရင်နိုးရဲ့အပူချိန်ကားကြတော့80ဒီဂရီဆက်စီရဲ့လေးရှိတာဖြစ်ပါတယ်ဟုတ်ပြီတချေလိုဆက်ကြည့်ကြမယ်လက်တဲ့ temperature of the kitchen b t2 ရင်နိုးအိုးရဲ့အပူချိန်ကို t2 လို့သတ်မှတ်ပြီးတော့ and the stone temperature T1 ပတ်ဝန်းကျင်မှာရှိနေအပိုကို T1 လို့သတ်မှတ်တာဖြစ်ပါတယ်။ဟုတ်ပြီပေးထားချက်တွေက T2 က18 degree Celsius ဆက်စီယက်ကို Kelvin ပေါင်းကျင်တော့273နဲ့ပေါင်းတော့353 Kelvin T1 လည်းထုံနည်းတူစွာပဲ30 degree Celsius ကို Kelvin ပေါင်းကျင်တော့273နဲ့ပေါင်းတော့303 Kelvin လေးရရှိလာပြီဖြစ်ပါတယ်။အေတံမိုက0.02မီတာစကွဲစကမာကြီးကွက်တူ5.85ဒုတမ -8 ဝက်ပါမီတာစကွဲပါကေဗင်4လေးပေးထားတဲ့တီရှယ်တို့ကို E တန်မိုက0.9ဆိုပြီးတော့ပေးထားတာဖြစ်ပါတယ် The race or he relation h radius equal to e စက္ကမ AD power 4လို့ရေးသားမှာဖြစ်ပါတယ်ဒီမှာက h node ကိုလိုချင်တယ် h node ကိုလိုချင်လို့ရှိရင်ဒီချေတို့တွေ h နှစ်ခုရဲ့ခြားနာခြင်းတွေကိုရှာပြရမှာဖြစ်တဲ့အတွက်ကြောင့် h out တွေ h in တွေကိုအရင်ရှာကြရအောင် The race or he related from the kitter at the temperature t2 ရင်းနှီးအိုးလေးတွေမှာရှိနေတဲ့အပူချိန်လေးကိုတတ်ထုတ်ခြင်းတဲ့အတွက်ကြောင့် h r equal to e စက္ကမ A T2 ဓာတ်ဝပါဝါ4လို့သတ်မှတ်မှာဖြစ်ပါတယ်။ဤနေရာမှာ0.9စစ်ကမာနေရာမှာ5.65 into 10 to the minus A အင်းရမှာ0.02တီ2နေရာမှာတချေတို့က353တဟိုးပါဝါ4လေးကိုအစားသွင်းလိုက်တော့15.89ဝက်လေးကိုရရှိလာပြီ။ဟုတ်ပြီဒါက H out တန်မိုးနောက်တစ်ခုတီ2မှာတီ1မှာရှိနေ HN လေးကိုထပ်တွက်ကြရအောင်။ The rate or heat absorbed by the heater at the thermometer T1 ဒီ အခန်းထဲမှာရှိနေတဲ့အပူချိန်တွေမှာရှိနေတဲ့ teacher တို့ T1 တန်မှုက HN =E စက္ကမ A T1 the whole power 4လို့သတ်မှတ်မှာဖြစ်ပါတယ် အီတန်မိုက0.9စီဂမာက5.85အင်တူတက်မှာ -8 အေနီယာမှာ0.02တီ1နေရာမှာဒီရှယ်တို့က303တဟိုးပါဝါ4အစားသွင်းလိုက်တော့8.63ဝက်ကိုရရှိလာပြီလိုချင်တာကမေကွန်မှာကဟီလော့အပူရဆုံးရှုံးမှုကိုလိုချင်တဲ့အတွက်ကြောင့်ဒါအဲဒါကြောင့် the net rate or heat loss point the kidder a is not equal to hr minus hn တနည်းအားဖြင့် t2 ရဲ့ t1 ကိုရရှိတဲ့တန်မိုးတွေကိုနှုတ်မှဖြစ်ပါတယ် 15.89 minus 8.63ကိုနှုတ်လိုက်တော့7.26ဝတ်ဆိုပြီးတော့တချေရိုလေးရဲ့သူရှာဟန်နဲ့ H lot တန်မိုးလေးကို ရရှိလာပြီဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုလေးလာကြည့်ကြရအောင်။အခုကတချေရို review exercise လေးပေါ့။ Sun electric store has a flare, streamer, surface heating element, heating bunny, a metallic power place directly over a heating element, wavy heater more effectively. Why a ceramic for a quantitatively less than that or a matter but greater than that or a go insulator and id choice for the store drop ဆိုလိုချင်တာကတချေတို့တွေဒီမှာဘာကိုပြောထားတာလဲဆိုလို့ရှိရင်လျှစ်မီးပိုလေးတစ်ခုပေါ့လျှစ်မီးပိုလေးတစ်ခုမှာအပူပေးဖို့ရန်အတွက်ဒီချေတို့ဘေးပတ်ပတ်လေးမှာကျွေပြားတွေကိုတုံးထားတယ်ဒီလိုတုံးထားတဲ့အချိန်လေးကြောင့်ဒီမီးပိုပေါ်ကိုအိုးလေးတင်လိုက်တဲ့အခါမှာအပူချိန်နေဒါရိုက်လုံးဝပူစွာနဲ့အလင်းမြန်စွာရရှိလာမယ်ဒီလိုအချိန်လေးမှာမီးရဲ့မီးပိုဘေးနားမှာ စရစ်မတ်ဆိုရဲကျွေပြားတွေနေရာမှာတီချဲတို့တထုတွေပေါ့လက်စစ်ကူးတဲ့တထုတွေကိုအသုံးမပြုဘဲနဲ့ကျွေပြားတွေကိုဘာကြောင့်အသုံးပြုလဲဆိုတာကိုရှင်းလင်းခိုင်တာဖြစ်ပါတယ်။ဟုတ်ပြီတီချဲကဒီလိုဖြေလိုက်တယ်။ Streamers is an idea choice for the store store ဒီတီချဲတို့ကျွေပြားတွေကိုအသုံးပြုခြင်းဟာ because ဘယ်ကြောင့်ဆိုတော့ the streamer will not transfer the heat to the stone very easily but it will transfer it is due to the metal board ဘာကြောင့်တတ္ထုတွေတဲ့တချေတို့တွေတတ္ထုတွေထက်ဒီကျွေပြားတွေကိုဘာကြောင့်သုံးလဲဆိုလို့ရှိရင်တတ္ထုတွေဆိုတာကအရာဝတ္ထုကိုတစ်ခုနဲ့တစ်ခုအပူလေးစီကုမှုဖြစ်တယ်ကျွေပြားကိုသုံးခြင်းကဘေးပတ်ပဲလည်းကအရာဝတ္ထုတွေကိုအပူစီကုမှုမဖြစ်ဘဲနဲ့တချေတို့တဲလိုက်တဲ့အိုးတွေကိုပဲအပူလေးလျှင်မြန်စွာရရှိနိုင်တဲ့အခြေအနေကိုပေးဆပ်နိုင်တဲ့အတွက်ကြောင့်ကျွေပြားတွေကိုအသုံးပြုခြင်းဖြစ်ပါတယ် Quantity transport table between an objects and its drowning ပဝင်းကျင်တဲ့အယောင်တူမှာရှိနေတဲ့ဂျားထဲမှာရှိနေတဲ့အပူတွေကဘလို့ကူးပြောင်းလာလဲလို့မေးထားတာဖြစ်ပါတယ် He transpired in state place between an orchard and is drowning because or a different in Tamisa ပဝင်းကျင်တဲ့အယောင်တူဂျားမှာရှိတဲ့အပူကူးပြောင်းမှုတွေဖြစ်ပေါ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင် a different in Tamisa အပူချိန်တွေကွဲပြားခြင်းတွေကြောင့်အပူကူးပြောင်းမှုတွေဖြစ်တာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်နောက်တစ်ခုကတချဲတို့ what is the relation between the total emissive power of an object and total emissive power of black body when both are the same temperature တူညီတဲ့အပူချိန်နှစ်ခုတွင်းမှာပဲစုစုပေါင်းထုတ်လုပ်အနက်ထက်မှာရှိနေတဲ့စုစုပေါင်းထုတ်လုပ်မှုစွမ်းအားတွေနဲ့အရောဝတ္ထုမှာရှိနေတဲ့စုစုပေါင်းထုတ်လုပ်မှုစွမ်းအားတွေကဘယ်လိုကွဲပြားလဲဆိုတာကိုမေးထားတာဖြစ်ပါတယ်ဒီလိုချင်းနေကြောင့် epsilon equal to is epsilon nor epsilon က total emissive power of an object epsilon nor က total emissive power of black body e က emissivity အရာဝတ္ထုရဲ့စုစုပေါင်းထုတ်လုပ်မှုဆန်းအားကိုဒီချေတို့အစလွန်လုံးသတ်မှတ်ပြီးတော့ Black Body ရဲ့စုစုပေါင်းထုတ်လုပ်မှုဆန်းအားကိုအစလွန်လုံးသတ်မှတ်တယ်ထုတ်လုပ်နိုင်စွမ်းလေးကိုဤလိုသတ်မှတ်တာဖြစ်ပါတယ်။ဟုတ်ပြီဒီချေဒီနေ့သင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။ဒီ video တွေကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။